မင်္ဂလာပါဗျာထိုင်းနိုင်ငံမှာနေထိုင်သူများတွေဒီတက်အင်တာနက်ဖီတုံးလို့ရတဲ့နေလေးကိုကျွန်တော်တင်ပြမှာဖြစ်ပါတယ်ကျွန်တော်ရဲ့အင်တာနက်ဒီကျွန်တော်ရဲ့စင်ကတ်ဒီအင်တာနက်လုံးဝမရှိပါဘူးအဲ့ဒါကိုကျွန်တော် Facebook ထဲမှာဝင်ကြည့်လိုက်လို့ရှိရင်အပေါ်မှာ find data ဆိုပြီးလို့ရှိရင်ကျွန်တော် internet data ဝယ်ခိုင်းနေတာရှိပါတယ်ကျွန်တော်မှာ internet လုံးဝမရှိပါဘူး internet ရှိမရှိသိချင်လို့ရှိရင်ကျွန်တော်တို့အဆင်ပြေတဲ့ browser ထဲမှာ speed test ဆိုပြီးလို့ရှိရင်ရိုက်ချပြီးလို့ရှိရင်ဆန်းချလို့ရပါတယ် ဟက်တာနဲ့မရှိတဲ့ browser ကြီးလုံးဝအလုံးမလုပ်ပါဘူးဒီလိုဖြစ်နေပါလိမ့်မယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော် internet မရှိတာတရားတော်ရည်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဆင်ပြေတဲ့ဒီ VPN လေးတစ်ခုတုံးမင်းပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့ဒီကောင်လေးကိုချိန်ပါတယ် ပုံမှန်ဆိုလို့ရှိရင်ဒီနေရာမှာ10မိနစ်ပဲပေးထားပြီပဲအထိက black လေးကို black logo လေးကိုနှိပ်ပြီးလို့ရှိရင်တခါဟောကြော်ညာလေးကြည့်လိုက်ပေးလို့ရှိရင်တရက်အထိရတယ်ပေါ့နော်ပထမတရက်ဒုတိယနောက်ထပ်တရက်တတိယနောက်ထပ်တရက်အဲ့ကအဲ့ဒါကိုကြော်သွားရေးဆိုလို့ရှိရင်တော့တနားရီစီပဲတိုးလို့ရပါတော့တယ်တနားရီပဲရှိတော့တယ်ပေါ့နော်တုံးခါပဲရက်လိုက်တိုးလို့ရပြီးတော့နောက်ပိုင်းဆိုလို့ရှိရင်တော့နားရီစားတနားရီတနားရီ59မိနစ်ပဲတိုးလို့ရပါတော့တယ် ကျွန်တော်တို့ဒီထက်အဆင့်ကဖြစ်ဖို့လိုပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အင်တာနက်ကိုချိန်လိုက်မယ်ဒီမှာ connect ပြထားတဲ့အပေါ်မှာ VPN ပုံလေးပေါ်ထွားတယ်ဆိုလို့ရှိရင်တော့အင်တာနက် browser မှာလည်းအင်တာနက်အဆက်ရပြီးလို့ရှိရင်အင်တာနက်အလုပ်လုပ်ပါမယ်ကျွန်တော်တို့ refresh တစ်ချက်လေးချိန်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ internet အလုပ်လုပ်ပြီပေါ့နော် RAM speed test ကိုနှိပ်ကြည့်လိုက်မယ်။အဲဆိုရင်ဒီမှာ internet access ရနေပြီပေါ့နော်။ဒီ VPN က ကျွန်တော်တို့အင်တာနက်ပြီးအဆင်မပြေတဲ့အချိန်တွေမှာအင်တာနက်လောလောဆယ်မရှိတဲ့အချိန်တွေမှာတောင်းဖို့အဆင်ပြေပါတယ် Facebook YouTube TikTok ဗီဒီယိုကြည့်လို့ရပါတယ်အရင်ကြီး single နဲ့တုံးနဲ့ဘေးထည့်ပြီးလို့ရှိရင်တုံးနဲ့ package ဝယ်ပြီးတော့တုံးနဲ့လောက်ထိတော့မျောလင်းထားလို့မရပါဘူးတုံးလို့တုံးပြော်တယ်ပေါ့နော် Facebook ဗီဒီယိုလေးလေးလည်းကြည့်လို့ရပါတယ်သာဆိုလို့ရှိရင်ကျွန်တော်ဒီကောင်ကိုရှင်းပြီးတော့တစ်ချက်ဝင်လာရင်ပေါ့နော် အဆောလို့ရှိရင် internet ရရတဲ့အတွက်ကြောင့် open the facebook app ဆိုတာလေးပေါ်လာပါမယ်နှိပ်လိုက်ပါပြီးရင်ဘူရီဝင်ကြည့်ပါဘူပြန်ဖြစ်တဲ့အတွက်ကြောင့် b ထည့်သုံးအားလုံးပဲမင်္ဂလာပါနည်းနည်းတော့စောင့်ရမယ်ပေါ့နော်တကယ်လားတော်ဖွေးဝဒါဆိုလို့ရှိရင် internet အလုပ်လုပ်တယ်လို့ပြောလို့ရပါပြီကြည့်ပေးတဲ့လူတွေအားလုံးကိုကျေးဇူးတင်ပါတယ်ဒီလိုဘူရီလေးတွေကြည့်ချင်လို့ရှိရင်နောက်ထပ်ကြည့်ချင်လို့ဆိုရင်ကျွန်တော်တက်တော့ကောင်ကို follow လုပ်ပေးပါ